အုတ်တွင်းမြို့နယ်မှာရေနွေးပူနယ်လောင်းလက်သေးနဲ့ထုံအတ္တမပြုကျင့်ခံရပြီးသေဆုံးခဲ့ရတဲ့ကလေးငယ်ရဲ့အမှုမှာကျူးလွန်ခဲ့တဲ့မွေးစားမိဘနှစ်ဦးကိုထောင်ဒဏ်တသက်လွရဲမရှိအပါဝင်ထောင်ဒဏ်တွေချမှတ်လိုက်ကြောင်းအဆိုပါအမှုမှာလိုက်ပါကူညီနေသူ Save the Tree Rescue Team ကကိုကျော်သူရကပြောပါရယ်ဒီအမှုကိုဇွန်28ရက်မှာတောင်ကိုခရိုင်တရားရုံးကအမိန့်ချမှတ်လိုက်တာဖြစ်ပါရယ်ဖြစ်စဉ်မှာငါးနှစ်အရွယ်ကလေးငယ်ကိုအတ္တမပြုကျင့်ခဲ့တဲ့တရားခန်းတင်ဆောင်ဝင်းကိုပုံမှန်3063အရာ ထောင်တန်တသက်လူရမရှိကြောက်ခံစေဖို့ပုံမှန်326သုံးအရာ ထောင်တန်220နဲ့ပုံမှန်325သုံးအရာထောင်တန်9နှစ်ချမှတ်လိုက်ကြောင်းအဆိုပါပြည်တံတွေကိုတေးကြားစေကြောက်ခံစေဖို့တရားရုံးကအမိန့်ချမှတ်လိုက်တယ်လို့သိရပါဗျ။ ဒါပြင်အမှုမှကြံရပါအဖြစ်အပေးကူညီခဲ့သူတင်ဆောင်ဝင်းရဲ့ဇနီးဖြစ်သူတရခန်မတ်ပူပူချစ်ကိုပုံမှန်326 3နှစ်ထောင်ဒဏ်120နဲ့ပုံမှန်325 3နှစ်ထောင်ဒဏ်9နှစ်ကြားခံစေဖို့နဲ့ပြစ်ဒဏ်တွေကိုတိကျစီကြားခံစေရမှာဖြစ်ကြောင်းသိရပါဗျ။ အမှုနဲ့ပတ်သက်ပြီးချမှတ်လိုက်တဲ့ပြစ်ဒဏ်တွေကိုကျေနပ်ပါတယ်။အခုပြစ်ဒဏ်တွေကဥပဒေမှာအမြင့်ဆုံးပြစ်ဒဏ်တွေလို့ပြောလို့ရပါတယ်။တမလွန်ကမင်းငယ်လေးကျေနပ်မယ်လို့လည်းမျှော်လင့်ပါတယ်။တရားဥပဒေအရထိထိရောက်ရောက်ပြစ်ဒဏ်ပေးလိုက်နိုင်တာကိုကျေနပ်ပါတယ်လို့ Save the Tree Rescue Team ကကိုကျော်သူရကပြောပါတယ်။ အဆိုပါကလေးငယ်ဟာပြီးခဲ့တဲ့ဒဇမလကုန်ပိုင်းကနှိမ့်ဆက်ခံရတဲ့ဒဏ်ရာရီနဲ့တေဆုံးခဲ့တာဖြစ်ပါတယ်။တေဆုံးခဲ့တဲ့ကလေးငယ်ဟာအသက်9နှစ်အရွယ်မတ်ဖူးပွင့်အေးလို့ခေါ်ဆိုပြီးအုတ်တင်းမြို့နယ်ပေါတော့ကျေးရွာအုပ်စုမှရှိတဲ့ရွာတရွာမှာနေထိုင်သူဖြစ်ကြောင်းကလေးငယ်ကိုတရွာရဲနေသူတင်ဆောင်ဝင်းဆိုသူကမွေးစားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အမှုဖြစ်စဉ်မှာအုတ်တင်းမြို့နယ်ပေါတော့ကျေးရွာအုပ်စုမှရှိတဲ့ရွာတရွာမှာတင်ဆောင်ဝင်းဆိုသူက9နှစ်အရွယ်ကလေးငယ်ကိုမွေးစားခဲ့ကြောင်း ကလေးငယ်ရဲ့မိဘအရင်းတွေဟာကွဲကွာနေပြီးအဖိုးအဖွားတွေကစောင့်ရှောက်ခဲ့ကြအောင်ဆင်းရဲတာကြောင့်ကလေးငယ်ကိုစောင့်ရှောက်ဖို့မတတ်နိုင်တဲ့အတွက်တရော်ရင်းနေသူတင်ဆောင်ဝင်းနဲ့ဇနီးဖြစ်သူတို့ကမွေးစားခဲ့ကြအောင်တနစ်ခန့်အကြာမှာကလေးငယ်ဟာအုံနောက်မှာငှပြပိုးဝင်တယ်လို့ဆိုပြီးတောင်ကိုဆင်းရုံကိုမွေးစားမိဘတွေကပို့ဆောင်ခဲ့ကြအောင်ဆင်းရုံကဆင်းလာချိန်မှာကလေးငယ်ကိုအဖိုးဖြစ်သူကဒရာရီနဲ့ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ် အဲ့တော့ကလင်းငင်ရဲ့အဖိုးဖြစ်သူကကလင်းငင်နဲ့အတူသက်ဆိုင်ရာကိုတိုင်ကြားဖို့မြို့ပေါ်ကိုလာခဲ့ကြောင်းမိစေတဦးထံအကူအညီတောင်းဖို့လာရောက်စင်မှာမိုးချုပ်သွားတဲ့အတွက် Save the Tree Rescue Team အဖွဲ့ရုံးကိုဆိုင်ကယ်ကယ်ရီမောင်းနေသူကပို့ဆောင်ပေးခဲ့ပြီးအသင်းကခေါ်ယူဆောင်ရှောက်ခဲ့ကြောင်းအဲ့လိုပြည်စုဆောင်ရှောက်နေစဉ်ကျန်းမာရေးဆိုးရွားလာတဲ့အတွက်စင်းရုံကိုတင်ပို့ခဲ့ရတာကနေဒဇမလအတွင်းကသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါဗျ။